ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်တင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာဒီတစ်ခေါက်ကျွန်တော်ဖတ်ပြမယ်လို့စိတ်ကူးထားတာကမဖတ်တာကြပြီဖြစ်တဲ့ဒီဆရာကြီးမင်းနင်ခါရဲ့စာအုပ်ဘက်ကိုလှည့်မယ်ပေါ့နော်ကျွန်တော်အဲ့လိုတော့စိတ်ကူးထားတာပေါ့လေသို့တော်လည်းကျွန်တော်တို့ Element ဘက်ကိုအဲဆရာထူးဆွေအောင်ရဲ့စာအုပ်ဖတ်ပြပါအောင်လို့တောင်းဆိုလာတဲ့အတွက် အဲကျွန်တော်ရှင်မှာရှိတဲ့စာအုပ်ဆရာထုစုအောင်ရဲ့စာအုပ်ထဲမှာပေါ့နော်တအုပ်ပဲကျန်တာပေါ့အဲအဲ့ဒီစာအုပ်ကအဲစာလုံးကြီးစဆိုတဲ့စာအုပ်ပဲကျွန်တော်ကျန်တော့တာပေါ့နော်အဲအဲ့တော့အဲဒီစာအုပ်ကိုလည်းကျွန်တော်ဟိုဟာ reader တယောက်ကိုကျွန်တော်ဖတ်ပြပေးဖို့တော့တောင်းဆိုထားတာပေါ့လေအဲသူမဖတ်ရသေးတော့လဲဟိုကျွန်တော်ဖတ်ကျွန်တော်လည်းဖတ်လိုက်တော့မယ်ဆိုပြီးတော့ကျွန်တော်ဟိုသူသူ့လည်းသွားပြောလိုက်တယ်ပေါ့နော်ဟိုသူကလည်းဖတ်ပြလိုက်ပါဆိုတော့ဟိုကျွန်တော်ဒီဆရာထုစုအောင်ရဲ့စာလုံးကြီးစဆိုတဲ့ဟာလဝုဒ္ဓစာအုပ်ကိုပဲ ကျွန်တော်ဒီတစ်ခေါက်မှာဖတ်ပြတင်ဆက်ပေးပါရစေခင်ဗျာကျွန်တော်နေတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာစာလုံးရေးစလေးစားခင်မရပါသောပရိသတ်ကြီးခင်ဗျာဟိုးယခင်ယခင်ကရေဦးစွန်းသားမြန်မာတင်မောသားကြီးတွေကဘင်းလေကိုဖြတ်ပြီးကဘာကိုပတ်ကြတဲ့တက္ကလာမှာသူတို့တွေ့ကြုံဆုံးဆက်ဆံခဲ့ရတဲ့ရေကြမြေကြကနိုင်ငံပေါင်းများစွာ လူမျိုးပေါင်းများစွာတို့ကိုမြန်မာအချင်းချင်းသာသိတဲ့ဗန်စကားနဲ့ပြောဆို သုံးဆွဲကြမယ်လို့ကြံစီကြတော့ကိုမြန်မာလူမျိုးချင်းချင်းတကောင်းအဘိရာဇာတကြတာဂီဝင်တွေကိုတော့အဖို့အနက်ကထိုက်တန်အောင် ရွှေနဲ့နှိုင်းပြီးရွှေလို့ကင်မွင်းတက်ခဲ့ကြပါတဲ့ကမ္ဘာတစ်လောကနိုင်ငံပေါင်းစုံနဲ့လူမျိုးပေါင်းများစွာကိုတော့ရွှေအချင်းချင်းလွယ်ကူစွာသိရှိသဘောပေါက်နိုင်အောင် နိုင်ငံအမည်ရဲ့အစစလုံးကိုမြန်မာတင်ပုံကြီးတွေက ်ဒီအခရာ33လုံးနဲ့ဖလဲကအဆက်အဟတဲ့အောင်ဒီထွင်ခေါ်ဆိုကြတော့မလေးရှားနိုင်ငံမလေးလူမျိုးကို မအင်ဒိုနီးရှားကိုအယူရီးယားထိုင်းကိုရပ်ပလက်ဗီယက်နမ်ကိုဘတ်တချိုက်ဘင်္ဂလားဒေ့ရှ်ကိုဘာကုံစသည်ဖြင့်စသည်ဖြင့်လွဲပြောင်းကခေါ်ကြတာကြောင့်ကျွန်တော်ဝိတ္ထုအမည်ရှိက စာလုံးဆိုတာကလည်းဘယ်နိုင်ငံကိုရည်ညွှန်းလိုက်ပြီဆိုတာကိုပြိဿာကြီးရိပ်မိလောက်ပြီဟုထင်ပါတော့လေဤဝိတုဇာလံလေးမှာအဓိကနောက်ခံထားပြီးကျွန်တော်ရေးသားပြမယ်ပထဝီဝင်ဒေတာကိုမိတ်ဆက်ပေးရမယ်ဆိုလျင်ဖြင့်တာယာတဲ့နိုင်ငံလိုတစ်မျိုးဒဏ်ရိုက်တဲ့နိုင်ငံလိုတစ်သွဲအဓိပ္ပာယ်နှစ်ခွထွက်ပါတဲ့ဖိုင်စီတီဆိုပြီးကြော်ကြားတဲ့စင်ကာပူနိုင်ငံလေးပါပဲခင်ဗျာတရုတ်ရမ်းမိုင်း20ကျော်သာသာကျယ်ဝန်းတဲ့နိုင်ငံငယ်လေးဖြစ်ပေမဲ့ဒီရုပ် အိန္ဒိယမလေးရှားအင်္ဂလိပ်ဆိုပြီးဘာသာစကားကြီး၄မျိုးကိုအဓိကထားပြီးသုံးစွဲကြတဲ့အတွက်ပြည်သူများနာရှင်အမြင်ရှင်းအောင်တတ်နိုင်သမျှကျွန်တော်မြန်မာလိုပဲရေးပြပါမယ်မြန်မာလိုပဲကျွန်တော်ရေးရလို့ပါခင်ဗျာအလူပညာကိုဝါသနာပါသလိုမြန်တို့တန်ဖိုးထားတဲ့ရွှေမြမာကလေးတယောက်ဟာရေးကြမြေရကိုစရောက်ရောက်ချင်း24နှစ်အတွင်းဆုံတွေ့ခဲ့ရတဲ့သူတွေဂျုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်အကြောင်းတွေကိုအဲ့ဒင်ဖားမောက် ရေးပြတော်မှာဖြစ်လို့ယခုအချိန်မှာဗိုလ်တော်ဆိုတဲ့ရွှေမြမာလေးတယောက်ဟာရေးကြမြေကြီးကိုခြေဆန်းဖို့အတွက်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်တွင်းက MAI လေရင်ကြီးပေါ်မှာရောက်ရှိနေရယူပြီးနေပါပြီရွှေမြမာလေးဗိုလ်တော်အတွက်စင်ကာပူနိုင်ငံကိုပထမဆုံးအကြိမ်စာပြီးခရီးသွားရမှာဖြစ်တယ်လို့လေရင်မြန်ဆိုသဟာကြီးကိုလည်းပထမဆုံးအကြိမ်စာပြီးစီးနှင်းလိုက်ပါရတာဖြစ်လို့ရင်တွေတောင်ခုံနေပါတဲ့လေခရီးစဉ်တွင်မှာ သူဘာတွေများတွေ့ကြုံပြီးဟိုနိုင်ငံမှာဘာတွေဆက်ပြေအောင်မလဲဆိုတာသိကျင်ရပြီဆိုရင်ဖြင့်ဂိုင်းပြိဿရေစာလုံးရေစကျွန်တော်ရောက်ရှိနေတဲ့လက်ရှိအနေအထားကနှလုံးတုံးဒုတုံပြီးရင်ခုန်စရာကောင်းလာပေမဲ့ဂျိနတ်ပီတိဖြစ်မိတာကတော့အမှန်ပါငယ်ငယ်လေးကလေးကအထွတ်အထိပ်ကိုသိရောက်ရှိနေခဲ့တဲ့ကျွန်တော်မြင့်မြင့်မားမားကိုရောက်ရှိနေခဲ့တဲ့ကျွန်တော်ဖို့ယခုရောက်ရှိနေတဲ့နေရာက မြေပြင်အထက်ပေ3000ကျော်မှာဆိုတော့ဟရယနှလုံးသားခမဖလက်ဖလက်နဲ့ဒုံခါတဲ့အထိမြူရူပျော်ပါခံစားမိခဲ့တာကတော့အမှန်ပါတသက်နဲ့တကောပထမအဦးဆုံးအကျဉ်းလေရင်ဆိုသဟာကြီးကိုစပြည့်စည်းရလေတော့ဒီလောက်မြောင်များလှတဲ့လူတွေအိတ်တွေဂုံတွေကိုတင်ဆောင်ထားတဲ့အနီလေရင်ကြီးလေတဲ့ကိုကြွမှကြွတတ်နိုင်မှမလားတော့ရဲ့လို့အတွေ့တော်ကဘေးကိုချော်ကလူမှလည်းဇောချွေးတွေပြန်ရုံမက ူတွေတောင်မှတဆက်ဆက်တုံမိတဗျာအဲ့ဒါကြောင့်လဲရှေးရှေးဘဝအတီတေကစလို့ယခုလက်ရှိငုတ်တုတ်ထင်ရှားအရှင်လက်လက်ဘဝအထိပြုခဲ့ဘူးသမျကုသိုလ်ကံတွေဤအကျိုးကြောင့်ကျွန်ုပ်လိုက်ပါစီးနင်းနေသော MAI လေရင်ကြီးသည်နှစ်သိန်း၄000အထုရှိသောဤမဟာပထဝီမြေပြင်အလွှာအထက်မှလွယ်ကူစွာယုံကြွလွတ်မြောက်နိုင်ပါစေသာအဲ့ဒီလိုသစ္စာဆိုရင်အသက်ကိုအောင်ပြီးဆူတောင်းမိတာကလည်းတသက်မမေ့ရက်เสียပါပဲမြေတုံပြီး မုတ်ပြိုလူမတက်ဂျိုဂျိုချင်းချင်းစူးစူးညံညံလန်တွေနဲ့အင်ဂျင်စွမ်းအားအပြေးဝသုံးရင်းငှက်အသွင်ပြန်ကြွလို့အမြေပြင်က လွတ်မြောက်ကလေတဲကိုရှောရှောရှူရှူရောက်နေပြီပေမဲ့မိုးအထက်ဝလာကို တိုးလို့သာတက်နေပြန်တာကြောင့်သောတာအာယုံနာအတွင်းမှဝါရောဆိုတဲ့လေတက်တွေက ဖောက်ပြန်ကစီ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 နဲ့မြည်တံတွေပေးပြီးဂုတ်ပိုင်တက်တာလို့ရင်အလူအရက်ထွက်ခွာနေသမို့ဓာကြီးလေးပါးရဲ့ ဘဲလက်ဟန်ချက်တွေပြက်ကုန်တဲ့အပုတ်ကောင်ကြီးခမညာမျက်စိကိုစုံမိတ်ကြောက်စိတ်တွေငဲထိတ်တက်ပြီးဖျားဖျားလီရင်ကြီးကလည်းတက်မတက်တော့အထက်ကိုနင်းငံတက်နေတာပဲဆွဲဆရာကြီးဆွဲဆိုတဲ့စပရာရဲ့အတန်ကိုကြားလိုက်ုံနဲ့တစ်ချက်လွတ်အမိန်တရံဖြစ်မှတ်ပြီးလီဘာကိုကြမ်းမြင်ပေါက်ထွက်သွားလို့မတန်နေရင်နောက်မကြည့်ရှေ့မငယ်ပဲအတင်းထက်ကျော်တက်တဲ့လိုင်းကားသမားကိုများလေရင်ဒရိုက်ဘာခံထားလိမ့်သလားဟဲ့ ကောင်းကင်ပေါ်မှာမော်တော်ပြီးကရင်တွင်းရဲ့မရှိမှန်းဒင်းတိနေလို့စိတ်သွားတိုင်းလီပါဆွေကြီးနင်းကန်တက်နေလို့ကတော့အိုးဆုံးလာအပေါကြားကဖြတ်ပြီးစက်ကြဝလာမဟာတိုင်းနဲ့ဝင်တိုက်မိတော့မှာပါပဲအရှင်ဥပဂௌဒမထေမြတ်ကြီးဤတကောဒေဇောဘုံတကောအနုဘောကြောင့်မနမင်းကြီးကောင်းနှင့်ပြေဆောင်မိခဲ့တဲ့စကြဝဠာမဟာယန္တရိုင်းနေရာတက်တဲ့ကောသာဝင်တိုက်မိလို့ကတော့ဒုက္ခတွေလှလှပပ ဣန္ဒြေရရာကြီးတွေ့ရချည်ရဲ့အခုချိန်ဆိုအဲ့ဒီနေရာမှာအာဖြစ်တန်ကူကွင်ကရစ်တွေနဲ့စကြဝဠာမဟာယန္တရံကိုဖာထိဖြတ်ဆက်ပြင်ပြသားဖြစ်နေမှာမို့အလန္တကြားနဲ့စိတ်ထဲကနေအိုးမိုးကောင်းကင်မှာစောင့်ရှောက်နေကြတဲ့သမာရိဝနတ်မြတ်နတ်ကောင်းလောကပါလာမော်တော်ဘီကေရင်ထင်းပေါင်းတို့ကြည်ကောင်းကောင်းနဲ့ကြည်မနေကြပါနဲ့တင်မောင်းနိုင်စင်လားတက်တန်းလွန်နိုင်စင်လားသိရအောင် supply chain ဝန်တော်မူကြပါ အရှိန်တုံအောင်ခရာကိုမှုရင်လှုပ်ဆောင်စရာရှိတာလှုပ်ပေးတော်မူကြပါဘယ်နဲ့သမုဒ္ဒရာဘေးဝက်ကန်ကြီးစောင့်ရှောက်ကြည့်ရှုတာဝန်ကိုထမ်းဆောင်နေတဲ့မဏိမေခလာနတ်သမီးခွင့်ယူထားရင်လည်းအချိန်မီမိခင်ဌာနကိုအမြန်ပြန်လာပြီးကြည့်ရှုဆောင်မတော်မူပါလေရင်ဟာဘင်းလေပြင်ပေါ်မှာရှိနေသမို့မတော်တဆပြုတ်ကြလာရင်ဗာရမီနှုံနဲ့တဲ့တနာစရာအညတရလူသားကိုဝဲကန်းနိုင်အောင်စတန်းပိုင် အစင်သင့်နေပေးတော်မူပါ ပါရမီအရင်မှနဲ့အလောင်းတော်မဟာဇနကတော်မှတပတ်ကြာမှငါကမဟဆိုပြီးရှီထုံးသာရကကြီးကိုပြမနေပါနဲ့ကျွန်တော်ဟာရေမကုတတ်သူမှုဘဝငနဲ့မမြုပ်ခင်ဖြက်ခနဲ့တုံမှ ရှင်သန်ရမယ်ဘဝမို့လို့သနာတော်မူပါလို့ကဲပါယူပါတစားစားနဲ့မဏိမေခလာထံတောင်းစုရသာချွေနေရတယ်ကိုဟာကလည်းစိတ်ကမလုံးအားလည်းမရလှပါဘူးဘယ်နဲ့ဗျာမဟာဇနကကိုမေခလာကြီးမှာ အလောင်းတော်ကြီးကအတောင်၃၀ကြီးကိုဝတ်ထားတာမဟုတ်လားကျွန်တော်မှာတော့အကြောင်းညီညွတ်လို့ဘောင်းပြေဝတ်လာရတဲ့သူဆိုတော့ကအရင်လူနဲ့အသင်မတူဘူးဟဆိုပြီးမျက်နှာလွှဲရင်ဘယ်နဲ့လုံမလဲလို့အငယ်စိတ်ကငယ်ထိတ်အထိတက်လာပြန်တာကြောင့်ကဲမမြင့်သူကိုထမှန်တွေးကြည့်ပြန်တော့အလိုပင်လေဆိုတာရေငန်းဒါဆိုရင်ရေငန်းမှန်ဥရှင်ကြီးကိုသာတက်လို့ကတော့တဘာဝကြပြီဟာ ဥရှင်ကြီးဆိုတာကလည်းအများတီတော်မူတဲ့အတိုင်းစောင်းအတီကောင်းတို့သူ့ရဲ့ဝမ်မန်ရှိုးပွဲကိုနှက်တွေကသဘောကျပြီးစပွန်ဆာကောင်းကောင်းပေးတာလူစင်စစ်ကနေနှက်သွင်းပြောင်းသွားတဲ့သူမဟုတ်လားသူလဲရွှေကိုလဲရွှေမို့လို့ရွှေရွှေချင်းတော့ပြစ်မထားရပါဘူးလေဆိုပြီးအနေငယ်ဘဝင်ကြသွားပေမဲ့ဥရှင်ကြီးကတကယ်ကိုဂိတအမှုပညာသမားစစ်စစ်ကြီးငါကတော့ကတာကရပေမဲ့ယဉ်တန်တဲ့ပါရမီကြောင့်ခြေစီကိုတောင်မှတန်စင်မှန်အောင် မထုတတ်လေတော့ ခယူဒဇိုက်မှရှိပါမလားရဲ့လို့စိတ်အားတော်တဖန်ပြန်ငယ်ပြန်ပါတော့တယ်ဒီတော့မှပဲတကယ်တကယ်အရေးကြုံလာရင်မြစ်တာတော်အနန္တနဲ့လူစင်စဲကနေဖယားရှင်ဧကံအမှန်ဖြစ်တော်မူတဲ့ရှင်သာဗုဒ္ဓမတော်ဘာကိုယ်ခွေရအချမရှိတော်ကြောင့်ကောင်းကောင်းကြီးသဘောပေါက်လိုက်ပြီးမှဂုံတော်ကိုလွှမ်းခြုံရင်ဂုံတော်ကွင်ချာကိုအနုလုံပရိလုံရွတ်ဖတ်တရဆယ်လိုက်မှနောက်ကြည့်နေတဲ့နှလုံးပြန်လဲလန်းဆန်းသွားတဲ့ဗျာအဲ့ဒီအချိန်မှာ ။သမီးကိုဘာနဲ့စားမလဲ။ဆိုရက်မြန်မာသားလွန်းလွန်းကလေးကချိုးချိုးသားသားထွက်ပေါ်လာတာကြောင့်နတ်မျက်စိပလင်ခွဲကို အတင်းဖြဲကြည့်လိုက်တော့အလိုလေရင်စပယာမာလေးတွေကသမင်းတို့တွေလိုက်ဝင်နေပါရောလား။ငါ့ဖို့မှာတော့ဝိဟင်ခကြီးကိုပထမဆုံးလေရင်စီးရတာမို့အသက်နှလုံးပြောင်းဆန်အောင်ကြောက်လန့်တုံ့ယဉ်နေပေမဲ့ကျန်တဲ့ခီးတွေအလုံးကတော့ရင့်ကျက်တဲ့သဘောနဲ့စားစရာတွေကိုတော့သုံးဆောင်နေကြပြီပဲ။ငါနဲ့ခုံတန်းတဲ့ဘေးနားကဥရောပသားအဖိုးကြီးနဲ့အဖွားကြီးဆိုရင် အပူပင်စိုးစိမ့်မှမရှိပဲထွေရလေးပါစကားပြောရင်တပြုံးပြုံးနဲ့ကြီးနုနေကြတာများအကြစရာကြီးပါလားဟယုတ်ရဲ့ဟောအနာရောက်လာတဲ့လေရင်စပယာမာလေးကငါ့ကိုပြုံးပြတာဟာအဲ့ဒါကြောင့်အပြုံးပေးရင်နှလုံးအေးတယ်ဆိုတဲ့စကားများတယ်မှန်တာပဲလေမေတ္တာရောင်ပြန်ဟပ်အောင်ကိုကတဖန်ပြုံးပြလိုက်တာနဲ့တကလာလေရင်စပယာမာလေးကစားတော့ဆရာဗန်းတင်ဖို့ရှိက ခေါစပွဲလေးကိုဖွင့်လိုက်ပါရှင် ဲ့ဒီတော့မြန်မာလူပြည်ပြည်သားသားပြောတော့လဲသူ့စကားကိုကျွန်တော်နားမလည်တာကကိုရှိတက်တက်မှရှေ့ကလူထိုင်နေတဲ့ခုံကြီးသာထီထီကြီးရှိပြီးခေါက်စပွဲဆိုတဲ့ဟာကိုရှာမတွေ့လို့ဒီခုံမှာငါထိုင်ကလေးကခေါက်စပွဲကို မတွေ့မမြင်ခဲ့ပါဘူးဘယ်သူများယူသွားပါလိမ့်လို့တအံတော်နဲ့ကြောင်အားအဖြစ်ပြီးမယုံသင်္ကန်းနဲ့ဘေခုံကဥရောပသားလင်မယားကိုလက်ကြည့်မိတော့သူတို့လင်မယားကရှေ့ခုံရဲ့ကြုံမီနေရာကခလုတ်ကိုဆွဲလက်ပြီး ခေါစပွဲကိုခွာထုတ်လိုက်တာမြင်ရမှတဲ့တဲ့ကြီးလှုပ်ပြလို့ကောင်းကောင်းကြီးသဘောပေါက်သွားတဲ့ကျွန်တော်လဲထုံလေး၎င်းတိုင်းခေါစပွဲကိုထုတ်ယူလိုက်တာနဲ့တပြိုင်နက်သမင်းကျော်ကိုဝက်သားနဲ့စားမလားစီဖူးပင်လယ်စားနဲ့စားမလားတက်တက်လွတ်တိစုံနဲ့စားမလားအဲ့ဒီလိုမေးလာတာကြောင့်ကြက်သီးမွေးညင်းပါထောင်သွားတဗျာမဲ့နဲ့ဗျာမြေပြေပေါ်မှာဘိန်းလှိမ်ပြေးသွားနေတဲ့မော်တော်ကားသမားတွေတောင်မှကြောက်လန့်တကြားနဲ့ဝက်စောရာကိုဝေရာမဏိလှုပ်နေချိန်မှာ လေထဲမှာသွားနေတဲ့ဟာကြီးပေါ်မှာဝတ်သားဟင်းပါလာတဲ့ရုပ်ရာကိုသူတို့မကြောက်ပေမဲ့ကိုကတော့ကြောက်ရွံ့တာကြောင့်ဤဆုံးစားမယ်လို့စေကုသောညာလဲစားရတော့ရမှာဘာနာတိပါဒမပါရင်ဟာတိဟာတာတာကြီးဖြစ်တတ်တာကြောင့်အနစ်နာခံပြီးစီဖုစ်လိုက်ရလေတော့တာပေါ့ဝိုင်းနေပြီဟာဘာကုန်များသုံးဆောင်ပါမလဲအဲ့ဒီလိုထမှန်ကအမေရှိလာတာကြောင့်အနစ်နာခံလက်စနဲ့ထမှန်ပြီးအနစ်နာခံကဝိုင်းကိုပဲရွေးချယ်ရပြန်လေလေ ဂျမင်းဘူးရဲ့အပေါ်ကငွေရောင်လွှာအကာကလေးကိုအသာဆွဲမှကဖွင့်လိုက်တော့ဘူဘူနွေးနွေးဂျမင်းကျော်ကသာစားကျင်စပွဲတွေ့မြင်ရသမျှအဲ့တဟာနဲ့လက်နှလုံးသားသားဝိုင်းဖန်ခွက်ကိုဂွက်ခနဲကော့မောက်ကဂရင်းရှင်ပြီးဂျမင်းကျော်ကစားမယ်ပြင်တော့ဘေးနာကဥရောပသားကြီးကအလန်တကြားနဲ့ကျွန်တော်ကိုလှည့်ကြည့်တာမြင်ရတာကြောင့်အယုတ်အလက်အမြတ်မရွေးအစိမ့်အကြက်မရွေးလူသားမှန်သမျှကိုအပြုံးပန်းနဲ့နှုတ်ဆက်တတ်တဲ့ အဝိကျေတဲ့မြန်မာလူမျိုးပြည်ပြည်32ချောင်းကိုအကုန်ပေါ်လို့ပြုံးပြလိုက်ပြီးစားစရာရှိတာကိုစားရတော့တာပေါ့သမင်းကျော်ကပေါ်ရွှေကြီးဆိုတော့သိပြီးကရွန်းမလိုက်ပေမဲ့ဂုံသာသွားတယ်ဘိုက်ကမဝခြင်းဘူးနောက်ထပ်လိုက်ပွဲတောင်းခြင်းပေမဲ့မတောင်းရတာကြောင့်အနစ်နာခံပြီးဝိုင်းနောက်တစ်ခွက်ပဲတောင်းပါတော့မယ်လေလို့ဆုံးဖြတ်ကလက်ကြည့်လိုက်တော့ဇာတော့ဝရတွေထက်ထားတဲ့တွင်လေလေးကိုတွင်ရင်ခကြီးတွေကိုသမင်းတို့ဝေငှနေတဲ့စပယာမာလေးတွေက နောက်ဖက်ခလန်းလန်းကိုရောက်ရှိသွားလို့အလိုက်တတိနဲ့ကိုထီကိုရသွားတောင်းမယ်ပြင်မဗေနာကဥရောပသားကြီးကသူ့ခွဲရန်ဝေပုံကြလက်နှလုံးသားသားဝိုင်းွယ်ကလေးကိုနှုတ်ခမ်းဆွေယုံဒံကုံလောက်ငုံလိုက်စားစရာကိုစားလိုက်နောက်ဒံကုံလောက်ငုံလိုက်လှုပ်ပြနေတာကိုမြင်ရမှဝိုင်းဆိုဒီမှာနည်းနည်းလေးပဲဆွတ်ကဲဆွတ်ကဲခဏခဏတောက်ရတဲ့ယမကာတမျိုးပါလားဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားသလိုစက်ခနဲ့ယူဝက်ခနဲ့မော့တဲ့ငါတို့ရဲ့ဝိုင်းတောက်ခံကြောင့် ဒင်းတယောက်အလန်တရားနဲ့ငါကိုကြည့်တာပါကလားဆိုတာကိုလည်းတိတိခွခွသိရှိပြီးမှနောက်တစ်ခွတောင်းမဲ့အရေးကိုလက်လျှော့လိုက်ရပြီပဲလေဘိုက်ကမဝါသေးလို့ဗန်းထဲမှာကြံသေးတဲ့အထုပ်တစ်ခုကိုပေါ်လိုက်တော့အရွက်ဆုံးတုပ်ဖြစ်နေလို့မိနာက ခုံချင်းကတ်တွေကိုဥပိ္ပခာပြုတ်ကဒီအတိုင်းပဲစားပြစ်လိုက်ရပြန်ပါတယ်ဒါတောင်မှတထွာသောဝမ်းကလာထားလာထားလို့ကြွေးကြော်နေတယ်လို့ကရုဏ်နဲ့လေကြောင့်ကလည်းစားမှာပဲစားမှာပဲလို့ ဤသင်တွေပြနေတာကြောင့်နောက်တစ်ခုကိုဖောက်ကြည့်လိုက်တော့ရေနွေးချမ်းပကံလုံးလောက်သာရှိတဲ့ပလတ်စတစ်ခွက်ကလေးထဲမှာရေထည့်ထားတာကိုပဲတွေ့လိုက်ရတာမို့ကောင်းခါရင်နောက်ဆုံးလက်ကျန်တစ်ထုပ်ကိုဖောက်ကြည့်လိုက်တဲ့အခါဖယောင်းဆက်ကူနဲ့လှုပ်ထားတဲ့တလက်မပက်လေခပပအထုပ်ကလေးတစ်ထုပ်ကိုသာတွေ့ရှိရပြန်တာကြောင့်အထက်မှာဘာတွေပါမှန်းမသိပေမဲ့ဒီအထုပ်ကလေးတွေကငါဝမ်းမီကိုငိမ့်နိုင်ဖို့ဝိဇ္ဇဘာရကားလို့အငငယ်သွားချိန်မှာ ice cream ဆိုရက်တန်နေသူနောက်ထပ်လေရင်စပရာမာလေးကရေကဲမုံခွက်ကလေးလာချပေးတဗျာညစ်ဆန်လိုက်ရင်တကူတကလာပေးနေတဲ့စပရာမာလေးတော့စိတ်မကောင်းချင်းကြီးစွာဖြစ်လက်တန့်ဟုသနာစိတ်တွေရုပ်ဖိတ်က အာနာနာနဲ့ပဲယူစားလိုက်ရပါတော့တယ်အာနာလို့စားတာအရတော့မထင်နဲ့ပေါ့လေတငင်းဒီတလုံးသောက်သာအရွယ်စားရှိတဲ့ရေကဲမုံလေးဆိုတော့လေနန်ကြောင် မစွပ်ပေမဲ့မျက်စိအကျင့်ဝမ်းအကျင့်ဆိုတဲ့ရှေးထုံးစကားတိုင်း ရသဒနာကိုအလိုမလိုက်တော့ပဲသာတော်ချင်းကိစ္စကိုရက်ဆိုင်ဖို့ဆုံးဖြတ်ချက်ကိုချလိုက်ရပါတော့တယ်သဘောပေါ်မှာရှိသည်မြသာသောဝရတွေကလည်းရေနဲ့အထုပ်သေးသေးလေးလေးတို့ကလွဲလို့ဂျန္တာတွေကကုံသွားပြီပဲကိုအဲ့ဒါကြောင့်အစပိတ်အနေနဲ့ရေတော့မယ်ပြင်တော့ကော်ဖီတီဂျူးစ်ဘာသုံးဆောင်မလဲရှင်အဲ့ဒီလိုဘေနာကအတန်ထွက်လာလို့ဝန်တာအာရမော့ကြည့်လိုက်တော့ဟုတ်ကဲ့ လတ်တာပတ်တာနောက်ထပ်လေရင်စပယ်ယာမာလေးတယောက်အပြုံပန်းတွေဝေဝေဆာဆာနဲ့ကျွန်တော်ကိုကြည့်ရင်ကော်ဖီတော်မလားလပတ်ရည်တော်မလားဖြောရည်တော်မလားလို့မေးနေပြန်တယ်လေလိမ္မာလှချီလားအလိုက်သီလာချီလားကွယ်ရို့ရဲ့ငါသာတခုခုမတော့လျင်ဖြင့်ခမရလေးတော့ဝမ်းနဲ့ကြေခွဲခြင်းဖြစ်ရလတံအဲ့ဒါကြောင့်သူစိတ်ချမ်းသာသွားအောင် ကော်ဖီလေးတော့အားပေးအောင်ပဲလေဆိုပြီးသူမကိုသနာချင်းကြီးစွာဖြင့်ချီးမြှောက်ရတော့ပြန်လာပေါ်ရင်လေးချမ်းပကံသာသာ ကြွေခွက်လေးတဲကိုကော်ဖီရည်တွေထည့်ပေးတာကြောင့်အလက်တီတီနဲ့အပြုံးပန်းတွေဝေဝေဆာဆာဖူးဝင်ပြီးခွက်ကိုယူကာအနေငယ်မော့တော့ကြည့်တော့အလိုလေးလေးကော်ဖီမကော်ဖီစစ်စစ်နွားတို့တကြဘာမှမပါတဲ့ခတ်တက်ကြီးပြရစ်စက်လာကြည်လားလှုပ်ရက်လာကြည်လားဒီလောက်ခတ်တက်နေတဲ့ကော်ဖီပလင်းစစ်စစ်ကြီးကိုငါရဲ့မြန်မာကုရင်ကြီးကဘယ်လိုမှအရသာခံပြီးတောက်လို့ရပါမလဲဝမ်းနဲ့ကြေခွဲစွာနဲ့ဘေကွန်ကိုငှက်ကြည့်လိုက်တော့ဥရောပသူကြီးက ဖယောင်းဆက်ကူအထုပ်သေးသေးလေးကိုဖြဲပြီးအတွင်းမှာရှိတဲ့ဟာတွေကိုကော်ဖီခွက်ထဲထည့်နေတာမြင်ရမှ ကျွန်တော်လည်းနောက်ဆုံးလက်ချံအထုပ်သေးသေးလေးတွေကတထုပ်ကိုဖြဲပြီးကော်ဖီခွက်ထဲကိုထည့်ကြည့်လိုက်တော့အလိုလေးလေးဘုံငွေရောင်ဖြူလွတ်လွတ်အမုံလေးတွေကကြကြားတွေပါလားဟာလက်စားတတ်တော့ဒီအထုပ်သေးသေးလေးတွေကကော်ဖီတို့လက်ဖက်ရည်တို့မှထည့်တော့ဖို့ပြထားတာကိုလာထားစမ်းနောက်တစ်ဆုပ်နောက်တစ်ဆုပ်ဖြူဖြူဖွေးဖွေးအမုံသေးတွေဟာ ဒါဟာနှုတ်မုံတွေဆိုတာပြည့်ကြည့်စရာတောင်မလိုဘူးထိတ်ကြည့်နေတာနဲ့တိနေပြီဟောဒီနောက်တစ်ထုတ်ကရောအောင်မဲမဲမဲနဲ့နဲ့မကြည့်တည်ကြည်အမုံလေးတွေပါလားဧကန္ဒချောကလက်တို့ကိုကိုတို့အမုံကြည့်ထားတာဖြစ်မယ်ကဲရင်လာစမ်းနောက်တစ်ထုတ်ဟာဒါကလည်းတရားတွေပဲဒါပေမဲ့ပထမတရားတစ်ထုတ်ထက်ပိုပြီးတော့အပွင့်ကြီးတယ်ဩလူတွေလူတွေနိပညာကိုတက်ကြွလွန်းတော့တရားကိုယ်တော်မှ ဆိုင်မျိုးစုံနဲ့ထုတ်လို့ကြတယ် ကိုင်းနောက်ဆုံးအနေနဲ့အထုပ်လေးထုပ်ရှိသမျှအကုန်ထည့်ထားတဲ့ကော်ဖီခွက်ကိုဘလတ်စတစ်ဇွင်သေးသေးလေးနဲ့ရောသမမွေပြီးစတိုင်ကြကြတကြိုက်လောက်မောချလိုက်တဲ့တကာလအုံမလေးလေးကေရိုမူကြပါရက်ကရိုခတ်သက်သက်ချူတူတူစိတ်တိမ်တိမ်ငန်တန်တန်စက်တက်တက်ကြီးပါလားဟာအနတ်သက်ကလည်းကာဖီနဲ့ရောငရုတ်ကောင်းမှုန်ကြီးအနတ်ပါတထောင်ထောင်ကိုထနေတာပဲကွာလူလဲပုထုရှုံမဲ့သွားပြီးနောက်အထုပ်လေးတွေကိုတထုပ်ချင်းတည်တည်ချာချာပြန်စစ်ကြည့်တော့ အထုပ်ရက်တစ်ဖက်စာမျက်နှာမှာခက်ဖြောဖြောအယောင်ဖြင့်ရေးထားသောစာများကိုတွေ့လိုက်ရသည်ရှုကတရားတုတ်မိခ်ဒါကနှုတ်မှုတ်ဟုတ်သားပဲပပပိုက်ပါတဲ့ပိုက်ပါဆိုတာဘာလဲဟာ ချောကလလေကိုကိုမဟုတ်တာတော့သိကြနေပြီဆိုပြီးအထုပ်ထဲကိုအနံ့ခံကြည့်တော့အလိုလေးလေငရုတ်ကောင်းနံကြီးဒါငရုတ်ကောင်းတို့ကြီးပဲလက်ကြံတစ်ထုပ်ကိုဖတ်ကြည့်လိုက်တော့ဆော့ဒါကစားတို့ကြီးပဲ အပွင့်ကြီးပါတယ်လို့မှတ်တာ စားပဲတကြထက်အပွင့်ပိုကြီးမှာပေါ့ဒုက္ခကြမှာဓမင်းကျော်စားစဉ်က စားမပါ၍ပော့ရွှေ့ရွှေ့ဖြစ်ခဲ့ဒီကိုတရိယာကလက်ဆတ်တတ်တော့စားနဲ့ငရုကောင်းနဲ့ကဓမင်းကျော်မှာဖြူပြီးစားဖို့ပေးထားတာတကြနဲ့နုံမုံတော့ကကော်ဖီအတွက်ပေးတာငါကအဲ့ဒါတွေအားလုံးကိုရောသမမှွေပြီးတောက်မိတာပဲတော့ပါသေးရဲ့တကြပဲတောက်ရသေးလို့ လာတော်မငရုတ်ကောင်းတကူနဲ့ချွေးဖြိုင်ဖြိုင်ကြပြီးနှုတ်ခမ်းတွေပါပူလောင်ဆက်တက်တက်ဖြစ်နေပြီ။ဇန်နာရီအလုံးကိုအကုန်လုံးသာတောင်းမိလို့ကတော့မတက်ကနေပြစ်လဲကြသွားမယ်ထင်တယ်။အင်း၊သင်ပြအောင်ကလည်းသွန်စရာနေရာမရှိဒီအတိုင်းပဲခြားထားလိုက်ရရင်ကောင်းလေမလားရေလို့အတွေ့များစွာနဲ့ခွက်ကိုကန်ရင်ဘေးကိုကြည့်လိုက်တော့မျက်လုံးပြူးမျက်စံပြူးနဲ့အံအောင်မှုတွေပြေရှမ်းနေတဲ့ဥရောပမျက်နှာဖြူဖြူဖွေးဖွေးကြီးနှစ်ခုနဲ့တဲ့တဲ့ကြီးကိုတွုံးမိတော့တာပါပဲ။ ကျွန်တော်ရဲ့လွတ်ပုံ၊ကင်ပုံအလုံးစုံကိုအနိကမြင်တွေ့ထားပုံရတဲ့ဥရောပသားအိုကြီးအိုမဇနီးမောင်နှံကကျွန်တော်မျက်နာကိုတက်လှဲ့ကျွန်တော်လက်ထက်မှာကင်ဆွဲထားတဲ့ခွက်ကိုတက်လှဲ့အပြန်ပြန်အလန့်လန့်ကြည့်ရှုနေကြတာကိုမြင်လိုက်ရတဲ့တကာလပေါက်ပြီကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်သွားပြီခွက်ကမတော်ပဲဒီအတိုင်းခြားထားလိုက်လို့ကတော့ငါဟာအာအကြီးမန်းငတုံးကြီးမန်းဆိုတာကိုကိုအထုပ်ကိုဖြေပြလိုက်တယ်လို့ဖြစ်သွားတော့မှာပဲငါဘာလို့ရမလဲ ငါဘာလို့ရင်ကောင်းမလဲနဲ့အတွေ့ဘေလေးကိုအပြေးအပြေးညှိလိုက်တော့ကဲဒီနေရာမှာအချက်ကိုသိခါနဲ့လဲကကို့သိခါကို ပြန်ဆယ်မှပဲလို့ဆုံးဖြတ်ချက်ကိုမတမတာချာပြီးခွက်ကိုလူပြူလင်မယားမြင်အောင်အနေငယ်မြှောက်ပြလိုက်ရင်ဖုံးမိုင်ဟပ်အကျွန်ုပ်ကျမ်းမာရေးအတွက်ပါကွယ်ရို့အဲ့ဒီလိုပရိတန္တာရစကားကိုဆုံးမြီကလက်ထွန်းကင်ဆွဲထားသောခွက်ကိုစကနဲ့ကောက်မိုးလိုက်ရပါလေတော့သည် ဟန်အောင်ချင်းအထွတ်ထိပ်ကိုရောက်သွားသည့်လူဖြူမောင်နှံကတော့တရားမျက်နှာတရားကြည့်ကခေါင်းတငိမ့်ငိမ့်ဖြစ်နေကြစဉ်ဝဲအရသာပေါင်းစုံဤတကောကြောင့်အမကြစေရန်စိတ်ကိုတင်းရင်ဇွတ်မိတ်မြိုချလိုက်ရသောကျွန်တော်ကိုငရုတ်ကောင်းကဒုက္ခကောင်းကောင်းကြီးပေးလိုက်ပုံကလူတကိုယ်လုံးချွေးများထွက်လာသလိုနှုတ်ခမ်းတွေပါပူလောင်၍တရှူရှူတရှဲရှဲဖြစ်ယုံမကသည်မျက်ရည်များပါစီးထွက်လာသည်ဖြင့်လင်းတို့မမြင်စေရန်တစ်ဖက်ကိုလည်ပြီးပကုံးစင်းဖြင့် မြေရည်စားကိုတုံရင်မရှိမဆန့်ဝေဒနာကိုအံကျိတ်ကခံစားနေရပါတော့တယ်ခမဥရောပတိုက်သားလူပြူတွေဟာတယောက်နဲ့တယောက်မျက်မှန်တမ်းပြီးရင်တောင်မှမိတ်ဆက်ပေးသူမရှိလျင်အရေးတရူဂယုတစိုက်စကားပြောခြင်းမပြုဟုသူတို့ဒလိစရိုက်ကိုကြားဘူးနာဝထားပါတော့လဲဤဥရောပသားဖိုးကြီးကတော့အစဉ်အလာဒလိထုံးစံကိုချိုးပေါက်ကကျွန်တော်လက်မောင်းကိုဆွဲကင်လှုပ်ရမ်းရင် excuse me တစ်စိတ်လောက်ခမညာ ဟုနှုတ်ခွန်းဆက်သလာပါသဖြင့်လွဲထားသောမျက်နှာကိုလက်ဗုဒ္ဓပြီးငကူအတိုင်းဖြစ်အောင်ပြုပြင်လိုက်ပြီးမှဣန္ဒြေရရဖြင့်သူတို့ဘက်သို့လှည့်ကြည့်လိုက်သည်နှင့်ခမည်းကကျမ်းမာရေးအတွက်လို့ပြောသွားတယ်တော်ယုံလူမတောက်နိုင်တဲ့ဟာကြီးကိုဇွေ့ကျိတ်မိပြီးတောက်တယ်ဆိုတော့ယောက်ျားလူကြီးတရေလုံးနဲ့ဆိုင်တဲ့ကျမ်းမာရေးမျိုးများလားသောဒီစကားကိုသူကကျွန်တော်နားလဲစေရန်တလုံးချင်းဖြင်းညင်းစွာပြောယုံမကလက်ဟန်ခြေဟန်ဖြင့်ပါရှင်းလင်းပြသည်ဒီကြတဲ့သူ့မိမကြီးက သူတို့အတုံးမပြုတ်ကြရသေးသောငရုကောင်းထုံနှထုတ်ကိုယူ၍သူမအိစလင်ဘတ်ထဲသို့တရုတ်တည်းထက်နေသည်ကိုမြင်လိုက်ရသည်နှင့်ကိုယ်ဝေဒနာကိုယ်ဒုက္ခနှင့်ကိုမရှိမဆန့်ခံစားကအမကြအောင်မနေကြီးကိုစိတ်ထိတ်နေရသောကျွန်တော်အဖို့ပူပြီးဩဂလီဆန်သွားသည်ဖြင့်အသက်ကိုပြင် အောင်ပြီးတောင့်ခံထားရလေသည်စကားပြောခြင်းစိတ်ရှင်းပြခြင်းစိတ်လုံးဝမရှိ၍ပြည်စလွဲကောင်းခြင်းကအင်းလို့လှုပ်ပြလိုက်ခြင်းပါသောညလည်းကိုကြောင့် တပါတော်သူဒုက္ခရောက်အောင်မပြုတ်လွတ်ရသည့်အမျိုးသားကောင်းပြီပြီကောင်းကိုဖြင်းရင်းစွာရရင်နိုးဆိုသည့်စကားတလုံးကိုအင်အားအကုန်သုံးပြီးနှုတ်ဝါကဖွင့်ထုတ်လိုက်ရပြန်သည်ဗျာကျွန်တော်နိုးအဆုံးမှာငရုကောင်းနှစ်ထုပ်ကိုဇပွဲပေါ်တို့ဖုတ်ကနဲမြည်အောင်ပြစ်ချသူကအဖွားကြီးအလိုက်ကန်းဆုံးမသိတဲ့အဖိုးကြီးကလည်းဒါဆိုဘာကြောင့်အဲ့ရာကြီးကိုတောက်တာပါလဲဆိုပြီးထက်စင့်မိခွန်းနဲ့နှိမ့်ဆက်သမှုပြုသေးတယ်ဗျာ အမေများကြောင့်သာအဖြစ်ဖျားလောင်းဆိုစကားအရာဆိုရေးရှိကဆိုအပ်စွသည်ဆိုပေမဲ့တထိုင်လေနှင့်သူစကားရဲ့စံချိန်ကို ချိုးထားတဲ့ထမင်းရောဝိုင်းဒီဆောင်ရေခဲမုန်းနဲ့တကွရောသမမွှေတစ်ခွက်တို့ရဲ့ဘိုက်တွင်မှနေရာလူဝဲကြီးကိုချင်းချင်းတဲတဲကျင်းပနေမှုကြောင့်ခါးစီခံရတဲ့အပုတ်ကောင်ကြီးခမားဒုက္ခနဲ့ဝေဒနာတွေကတရိပ်ရိပ်နဲ့စာပွားတူလာလို့ထင်ရင်လိုသာထင်ကြပြီးတော့ွယ်ရို့ရည် မိမိကိုယ်သာဖြစ်ရှင်နေရရင်လေထဲမှာတင်ခန္ဓာဆက်ပြီးသိဝဲဝင်ရတော့မယ်ဝေဒနာတွေဘရဘနဲ့မို့အထက်ရောက်ပြီးသားဟာတွေအပြင်ပြန်ရောက်အောင်အရင်လုံမှနေရာကြမကွာအဲ့ဒါကြောင့်ထိုင်ရာမှအသာထားလိုက်ရင်ပဲဥမလေချောင်းလေချောင်းမှပါဇက်နဲ့နှာခေါင်းတိုင်အောင်မိစားနဲ့မြိုက်တယ်လို့လေဘူကြီးကတုတ်တက်လာပြီးဝေါကလည်းမြည်သွားတဲ့အထိလေကျင်တက်လိုက်တာကြောင့်ပါဇက်ကိုလက်နဲ့ပိရင်ယူရိုပီယန်ဒလိထုံဆန်နဲ့အညီ sorry လို့ မိမိကိုမိမိတောင်းပန်သမှုပြုကဒိန်သာရှိရာသို့မနေအလျင်အပြည့်ပင်အရောက်လှမ်းခဲ့ရပါတော့တယ်။ဣန္ဒာတွင်သို့ဝင်ရောက်လို့တကားပိတ်ပြီးပြီးချင်းဣန္ဒာကွယ်အဝကိုမျက်နှာကက်လို့ဝန္တာအာရအန်ချပါတော့လေ။တန်ရောစဉ်ကြည့်တဲ့အတွင်ပစ္စည်းတွေကတွေ့ကက်ကနေရာမရွေ့ပေမဲ့ငရုကောင်းနှံ့တင်းပြန့်ကြိုင်လှိုင်းနေတဲ့ပူဆက်ပူလောင်လေးဘူးကြီးတွေသာတကိကိတအေးအေးနဲ့မြည်တံတွေပေးကအစာအိမ်ဦးလေကြောင့်ပါဇက်နဲ့ နှခေါင်းတိုင်အောင် လာရလမ်းတစ်လျှောက်ကိုတွေ့ထိပွတ်တပ်ပြီးမှနှုတ်ဆက် ထွက်ခွာသွားလေတော့လူတကလုံးဇောချွေတွေ ဖြန်ဖြန်သည် မျက်ရည်ပါချောင်းစီလာတာကြောင့်နှုတ်မဆက်နဲ့ငိုခြင်းတဲ့တခြင်းကိုလေချွင်ရင်းညှိနေမိတော့တာပါပဲလေ မေလမအန်ချလို့မရတော့တဲ့တက္ကလဖြစ်ပုံပြက်ပုံအလုံးစုံကိုစစ်စစ်တွေးတော့ရေးရေးပေါ်လာတာကဩအထက်ရောက်နေတဲ့ဟာတွေကလည်းအဝင်ဟာအဝင် အထွက်ဟာအထွက်တလန်းစီပဲမို့လာရလန့်ကိုပြန်လဲပြီးမထွက်နိုင်ဘူးကွလို့စည်းကမ်းတွေရှိပြနေလိုက်ကြတာငါမှတော့အလူအလဲပါပဲကဲကဲအပေါ်ကိုခေါ်မလို့မရရင်သွားနေကြလန်တိုင်းအောက်ကပဲထွက်ကြပါတော့လို့ တဘရာကြီးကြီးနှင့်ဘောင်းပြီချွေပြီးဘိုးတိုင်းအိမ်သာခွက်ပေါ်တက်ထိုင်ပြပါတော်ညာလဲသူတို့ကမထွက်ရှင်ကိုကိုတိုင်းကလည်းအာမရအမရဆိုအိမ်သာတက်ရင်စောင်းကြောက်ထိုင်နေကခေါရွကြိုးပြီးသားမဟုတ်လားအခုလုံးငုတ်တော်ကြီးထိုင်ရတာဆိုတော့လူက နေသားမကြဘူးလင်းကလေးချိန်ပြီးပဲနေရကောင်းတုံးတုံးချိန်ဆန့်ပြီးပဲထားရကောင်းတုံးတုံးနဲ့ဩဒုက္ခများများလူတို့ဘောင်မှာဒုက္ခကိုမကြောက်လို့နိုင်ငံခြားထွက်ပြီးအလုတ်လုတ်အောင်သွားမလို့ဟာ ဟိုမရောက်ခင်ရေရမြေရရဲ့အငွေအသက်လို့ပြောရမယ်ဘိုးတိုင်းအိမ်သာကွက်ပေါ်ထိုင်ရတာတော့မှ အချို့မကြလို့ဒုက္ခလတ်လာကြည့်တွေ့နေရပါရောလားအဲ့ဒီလိုစိတ်အားရောငယ်ပေမဲ့ကိုရီကိုရလှုပ်ဆောင်မှဖြစ်မဲ့အရေးဆိုတော့ကအာတင်ပြီးကိုယ်ကိစ္စကိုရှင်းရတော့တာပေါ့သူတို့ကလည်းဘေးကက်ကက်လို့ကိုကလည်းဇွေအတင်းထွက်အောင် အာဂျိုမန်တဲ့ကြိုးစားခြင်း လူတကောလုံးလဲရေချိုးထန်းစို့ချွေတွေကရွှဲလေเจ้าနှင့်ပါဇက်ကပူလို့ရှူရှယ်ရှူရှယ်ဟာစီဟာစီဖြစ်ကကြီးစွာသောဒုက္ခကိုခံစားနေရတာကြောင့်ဘဝတဏလုံးပခုံးလက်နှစ်သက်ကလွယ်ပြီးလူဖြစ်အောင်တိုက်ကြွေးခဲ့တဲ့အမေနိုဘုတ်ကိုကြည်အောင်ဆက်နိုင်ဖို့အတာထားမွေကျေးဇူးကိုယ်တော်ကြည်အောင်ဆက်နိုင်ဖို့မလွယ်တဲ့အကြောင်းခေါင်းကောင်းကြီးရိပ်မိသွားလို့တန်ဝေကားတွေတနင်းတဖို့ရပြီးကိုအားကို၁၉ရင်းတဖြည်းဖြည်းနဲ့ အထက်ကဟာရီရဲ့ရွေရှားလာမှုကိုသတိပြုလာမိတယ်။တောင့်ထားကွာအားလေးနေနေစိုက်လိုက်စမ်းနီလာပြီနီလာပြီအဲ့ဒီလိုနဲ့အာမေရင်အောင်မြင်မှုပန်းနိုင်က လက်ရကန်းအရောက်မြုံကလေးအင်သာတကားကြီးပွင့်သွားပြီးဟာအင်သာထဲမှာလူကြီးဟာဆိုတော့မြန်မာတန်နဲ့အတူလူတယောက်ရဲ့မျက်ခွဲကြီးကတကားဝမှာပေါ်လို့အလံတကြားနဲ့ဒိုင်မင်ထိုးပြီးတကားကိုပြန်ပိရင်လူမရှိလို့ဘာရှိရမှာလဲဟာအဲ့ဒီလိုပြန်អော်လိုက်တော့ လူရှိရင်လည်းအင်တာနက်မှာလူရှိတဲ့အကြောင်း အောက်ယူပိုင်းကလုတ်ကိုရွှေ့ထားပါလားအဲ့ဒီလိုပြန်អော်သွားမှကျွန်တော်လည်းတကားရွက်ကိုတည်တည်ချာချာကြည့်ရတော့ပြန်တော့တာပေါ့တကားမာကလက်လက်ပြေးဖွင့်လို့ရအောင်ဘူသီးတတ်ထားပေမဲ့လော့လို့ခေါ်တဲ့တကားချက်ချတဲ့ဘူသီးကလည်းမပါဘောက်ကြိတ်တွေဂလန့်တွေမင်းတို့တွေကလည်းမရှိ ပြောင်တလင်းကြီးလေးမြန်ဆိုတာအရေးပေါ်ရင်ထွက်လို့ရအောင်တကားမာဂလန့်မထတာကိုသဘောပေါက်ပေမဲ့ခုနကတကားဖွင့်ပြီးတဲ့လူက မြန်မာလူပြည်ပြည်သားသားပြောသွားတဲ့လူဦးထားဆိုသည့်ခလုတ်ကိုလည်းရှာမတွေ့ကိစ္စကလည်းထိဝရောက်နေပြီဆိုတော့ကပတ်ကိုချွတ်တကလက်ကင်ပူသည်မှပတ်ချိတ်လိုက်ပြီးကပတ်အဖျားကိုလက်နဲ့ဆွဲထားလိုက်မှစိတ်ထဲမှာအာရသွားသလိုကပတ်ကိုကင်ဆွဲထားမှပဲလူမှလည်းအာပူရှိသွားလို့စီဝါကြကြဒေဒေတတ်တတ်နဲ့ရှောရှောရှူရှူအောင်မြင်သွားတဗျာ။ကဲအထက်မှာပိတ်ကက်နေတဲ့ဟာတွေအခုတော့ခွက်ထဲကိုရောက်သွားပြီမဟုတ်လား။ နင်တို့မျက်ခွက်တသက်မကြည့်ခြင်းဘူးဆိုပြီးဒေါ်ဖောင်ဖောင်နဲ့ရေလောင်းချမယ်ပြင်တော့ရေပုံးနဲ့ရေခွက်ကလည်းအခန်းထဲမှာပြေးမထားရေဆွဲချစရာဇလုတ်ကျိုးကိုလည်းမတွေ့ငါနဲ့ခက်စတော့ခက်စနေပြီစကားပြောတင်တန်းနဲ့လုပ်ငန်းဝင်တင်တန်းတွေသာလှင့်ပင်ပြီးတက်ခဲ့မိတယ်လေရင်ပေါ်မှာစာနီတောင်နီဘိုတိုင်းအင်သာတက်နီလေရင်ပေါ်ကအင်သာအသုံးပြုနီတင်တန်းတွေကိုတခုမှမတက်ခဲ့မိဘူး အခုတော့ပေတောင်းကျော်မှာအဆင်မြင့်မြင့်နဲ့ကိုယ့်ကိစ္စကြီးကိုဘယ်လိုတုတ်တင်ရှင်းလင်းရမလဲဆိုတာမသိဖြစ်နေပါဗောလားကက်စပီကက်စပီဘယ်လိုလောက်ရင်ကောင်းမလဲလို့အကြံဉာဏ်တွေကိုညှစ်တော့ရင်ဘူတန်အိမ်သာခုံကိုအနုလုံပြိလုံစိစိကြည့်မိတော့ထိုင်ကုန်ရဲ့နောက်တက်တဲ့နိုင်ရမှာပြီးလက်ရည်ပလင်းအဖုံးသာသာလောက်ရှိတဲ့စတိရောင်ပြောင်လက်လက်နှိပ်စရာကလုတ်တစ်ခုကိုတွေ့မိလို့ဝမ်းသာအာရနှိပ်ချလိုက်မယ်ဟာလို့ဟန်ပြင်ပြီးမှဖះဖះ စိတ်နောက်ကိုပါလျှောက်လို့ပြီးဘာမှညာမှမသိတဲ့တွေ့ကြရခလုတ်ကိုရန်တန်နှိတ်လို့လီမြန်မြန်ကြီးပြက်ကြသွားရင်ဘယ်နဲ့လုံးမလဲလီမြန်ပေါ်မှာကခီးတယ်တွေတလေကြီးဆိုတော့သူ့အသက်သက်ချင်းဆိုတဲ့ပါဏာတိပါဏာကံတွေနဲ့ကံကြီးထိုက်မှာကတမျိုးကို့အသက်ကိုလှုပ်ကြံမှုကအဖန်905ကဘာမှာဆိုတော့ကနောင်ဖျားပွင့်ရင်ရောက်ရင်တောင်မှငရဲမှာဒုသနာသောတထေသားလေးယောက်နဲ့တူရှင်တွဲပြီးမြုပ်လိုက်နစ်လိုက်နစ်လိုက်မြုပ်လိုက်နဲ့တအိုရဲသားချင်းတွေဖြစ်တော့မှာပဲ ။ငရဲဥပေါ်ခေါင်းပေါ်လာရင်တောင်မှဘယ်လိုစကားဘယ်လိုစကားကိုဘာတန်စင်နဲ့အော်ရမမသိတဲ့ဘဝ။ဆိုပြီးဝမ်ပန်တနဲ့တွေးမိနေတယ်လို့လေရင်ပြတ်ကျနိုင်လောက်တဲ့ခလုတ်ကိုတော့အိမ်သာထဲမှာတက်မထားတော့ပါဘူးလို့ယထာဘူရကြကြတွေးမိသွားပြီးဂုံတော်ကိုပါကိုအသက်အောက်ရွေရင်ခလုတ်ကိုနှိပ်ချလိုက်တဲ့သက္ကလ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာဆရာထူးဆွေအောင်ဤ စာလုံးရေးစဆိုတဲ့ဟာသဝိတုဇာဟုကိုအပိုင်းတည်နေပြင်ဆက်လက်ပပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနာဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းတွင်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ